မင်္ဂလာပါဆရာအာမင်္ဂလာပါဆရာကြီးအာဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်နေပေါင်းများစွာဖျားခင်ရဲ့အမှုတော်ကိုထမ်းဆောင်ပြီးတော့ အာမြန်မာတနိုင်ငံလုံးမှာအေဝံဂေလိတရားဟောကြားတာမကအဲကဘာနိုင်ငံတော်တော်များများလဲအေဝံဂေလိတရားဟောကြားတယ်အခုဆိုရင်တော့ပထမဦးဆုံးအကျိန်းအမေရိကန်နိုင်ငံကိုရောက်လာပြီးတော့အေဝံဂေလိတရားလာဟောတဲ့ Reverend Dr. Paul K. Jain နဲ့ကျွန်တော်တို့ interview အနေငယ်လုပ်มาဖြစ်ပါတယ်ကြောင့်ကဘာအရရမှာရှိတဲ့ဓမ္မမိတ်ဆွေများဒီအစီအစဉ်ကိုနားတော်တာဆင်နေတဲ့အချိန်မှာ ဘုရားသခင်ကောင်းကြီးမင်္ဂလာခံစားနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ပထမဦးဆုံးဆုတောင်းပါတယ်။ဆရာအကြောင်းလေးကိုတည်တော်အဖင်အရောက်စတိုင်းလဲခွန်အားရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်ပါတယ်။ဆရာနာမည်အရင်ကဘယ်လိုခေါ်လဲဆရာ?ကျွန်တော်နာမည်ကယောမခေါ်တာတော့မရာလူပေါ်လာလို့ခေါ်ပါတယ်။ဟုတ်ကဲ့ဆရာကဘာလူမျိုးလဲ?မရာလူမျိုးပါ။ရှင်ထက်ကမရာလူမျိုးပါ။ဟုတ်ကဲ့ဆရာရဲ့ယွာဒေတာမြို့နယ်တည်တူရမလား? မြို့နယ်ကတော့မတူပြည်မြို့နယ်လုံမရွာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာမောင်နှမဘယ်နှယောက်ရှိလဲမောင်နှမ၄ယောက်ရှိပါတယ်ယောက်ျား၂ယောက်မိကလေး၂ယောက်ကျွန်တော်ကအမှန်နဲ့ဝေးမွေးပါတယ်ဆရာဟုတ်ကဲ့ဆိုတော့မြန်မာပြည်ကိုဆရာပြည်တွင်းကိုဘယ်လိုလုပ်ရောက်လာလဲဆရာမြန်မာပြည်တွင်းကိုကျွန်တော်ဘယ်လိုရောက်လာလဲဆိုတော့ကျွန်တော်အစမှမတူပြည်မှာကျောင်းတက်ပါတယ်69အထိပြီးတော့မှကျွန်တော်ဦးလေးကထိုင်းနိုင်ငံခေါ်သွားပါတယ် ီးတော့ထိုင်းနိုင်ငံမှာ၈နှစ်ရောက်ပြီးမှကျွန်တော်ပြန်လာပြီးတော့မြန်မာပြည်ထဲရောက်လာပါတယ်။ဟုတ်ကဲ့ထိုင်းနိုင်ငံကိုဦးလေးခေါ်သွားတာဘာကိစ္စလဲဆရာ။ဒီမိုကရေစီလို့ဖို့တဲ့ပါပဲဆရာ။အော်နိုင်ငံရေးပေါ့နော်။ဟုတ်တယ်။ဆိုတော့ဆရာနိုင်ငံရေးအတွေ့အကြုံအများကြီးရှိတာပေါ့။အာနိုင်ငံရေးတင်သားတွေအများကြီးတဲရတယ်၊ရှစ်တင်သားတွေတဲရတယ်၊ရှစ်နှစ်လုံးလုံးရှစ်တက်ရပါတယ်ဆရာ။အော်ဟုတ်ကဲ့။ဆိုတော့ဆရာက ဒီအမှုတော်မြတ်ထဲမှာဒီစစ်တိုက်တဲ့နိုင်ငံရေးသမားတယောက်ကဘယ်လိုလုပ်အမှုတော်ထဲရောက်လာလဲဘုရားအမှုတော်တဲ့အေးကျွန်တော်ရဲ့အသက်တာကတော့အစပိုင်းမှာတော့ဒီမိုကရေစီပဲစိုင်းလေဒီမိုကရေစီအေးရင်လေဒီမိုကရေစီဒီမိုကရေစီတဲ့ပဲကျွန်တော်ရှစ်နှစ်ပေါင်းများစွာရှစ်နှစ်လောက်တိုက်ခဲ့ပြီးတော့ကျွန်တော်ဒဏ်ရာဒီရပြီတော့မှဆရာကြီးကျွန်တော်မကောင်းမှမကောင်းစိတ်ယူမှသွားပြီးတော့စစ်ကူတားနေတဲ့အချိန်မှာ ဆာမနောရီဖို့ကေယမလီကသူနာပြုဆာမကတရားဟောပြီးတော့ပြောင်းလဲတော့တာဖြစ်ပါလေ။ဩဟုတ်ကဲ့။အဲ့လိုပြောင်းလဲပြီးတာနဲ့ဆရာကဘယ်လိုလို့အမှုတော်ဆောင်တဲ့ဘယ်လိုပြန်ရောက်လာလဲ။ပြောင်းလဲပြီးတော့ကျွန်တော်တို့ကိုတက်ကနဲ့ထုတ်ခွင့်မပေးပါဘူး။ကျွန်တော်ထွက်ရင်လည်းသူတို့ကတတ်မှာ။အဲ့ဒီတော့ကျွန်တော်စူပဲတောင်းပါတယ်ဖျားသခင်မြတ်ပြီကိုပြန်ပို့ဖို့ပဲဒီကျွန်တော်ရထားတဲ့အင်္ဂလိပ်တရားကိုကျွန်တော်လူမျိုးဒီဗမာလူမျိုးဒီကိုပြောပြဖို့ ျွန်တော်ကစိတ်ထဲမှာပြင်းထန်လာပါတယ်ဒါကြောင့်ကျွန်တော်ဆူတောင်းပါတယ်1986မှာအစိုးရဦးနေဝင်းခေတုံးကအစိုးရကမဆလာခိခွာမှာပေါ့ဆရာဟုတ်ကဲ့ပါတီကောင်စီခိမှာတို့လူငယ်ချတာခွင့်ပေးတော့အဲ့ဒီထဲမှာကျွန်တော်ရောက်လာပါတယ်ဟုတ်ကဲ့ဒါနဲ့ဆရာအမှုတော်စဆောင်တဲ့အချိန်မှာ အာအတွေ့အကြုံလေးပြောလို့ရမလားဆရာတန်းကျန်းစာကြောင်းတက်တာတို့တင်တန်းတက်တာတို့ရှိလားအဲ့ဒီမှာအာအဲ့ဒီကျွန်တော်ပြန်ရောက်လာခါစမှာတော့ကျွန်တော်အမှန်နဲ့ထောင်းလိုက်မှာပဲကျွန်တော်ကိုထားပါတယ်စာကူရာဆယ်ရန်ကြောင်းပြန်ထားပေးပါတယ်ကြောင်းပြန်ထားပြီးတော့မှအမှန်နဲ့ထောင်းလိုက်ကနေတော့အဲမှာရှိမဲ့ပြန်ထောင်းလိုက်ပေါ့စာဟုတ်ကဲ့၃နှစ်လောက်ကျွန်တော်ကိုသူတို့စီလွတ်ပါတယ်စီလွတ်ပြီးတော့မှပဲကျွန်တော်ကမှုတော်ဆောင်ဖို့အတွက် campus မှာတင်စားတဲ့ပါတယ်ဟုတ်ကဲ့ပါဆရာ campus crusade for christ မှာဘယ်နှနေ့လောက်အမှုတော်ဆောင်လဲဆရာကျွန်တော်အစမှမန္တလေးမှာတင်တဲ့ပါတယ်တက်ပြီးတဲ့အခါမှာကျွန်တော်ကအောင်ပြည်လယ်မှာလည်းမှုတော်ဆောင်တယ်မန္တလေးမှာမှုတော်ဆောင်တယ်နောက်ရောက်ကုန်ပြလာတယ်ရောင်ကုန်မှာမှုတော်ဆောင်တယ်မူပင်းနေတောင်ခါနေနဲ့ကျွန်တော်၃နှစ်လောက်ကျွန်တော်လုပ်ခဲ့ပါတယ်ဆရာဟောဟုတ်ကဲ့ဆိုတော့အမှုတော်ဆောင်အတွေ့အကြုံတော့အများကြီးရှိတာဗောနော်အစားကတည်းကနေတိုင်းနေတိုင်း လူအယောက်20ကိုခရစ်တော်အကြောင်းကိုပြောပြရပါတယ်မပြောမနေရပါပဲတရက်မှာအယောက်20ဒါကဒီ Camus Crucify for Christ ရဲ့စီကံချက်တွေပါစီကံချက်အတိုင်းကျွန်တော်လုပ်ရပါတယ်ပြီးတော့မှကျွန်တော်1984လေးလောက်မှ ကျွန်တော်တို့ဒီ campus အဖွဲ့ကပြဿနာတွေဖြစ်ပြီးတော့ကျွန်တော်ဒီကနေ့ထွက်တော့ပါတယ်ဟောဟုတ်ကဲ့အဲ့ဒီကနေပြီးတော့ဆရာပဲထွက်တော့ပြီးတော့ကျွန်တော် discipleship training ဒေါက်တာတိန့်ထိပ်ဖွင့်တဲ့ မှုတော်ဆောင်တပည့်တော်ဖြစ်တင်တန်းကိုကျွန်တော်တို့ပထမဆုံးအတုပ်ပေါ့နော်ဟုတ်ကဲ့ဆာဆယ်မဲသိန်းတို့နဲ့ကျွန်တော်တို့အာအလုံးမှာပေါ့နတ်တက်ပါတယ်အဲ့ဒီမှာတနည်းလုံးလုံးကျွန်တော်တက်ခဲ့ပါတယ်ဩတက်ပြီးတော့မှပဲမှုတော်ဆောင်ကျွန်တော်ဖြစ်လာတယ်ဩဟုတ်ကဲ့ဟုတ်ကဲ့အခုဆရာလက်ရှိအတင်းတော်မှာပဲအတင်းတော်မှာအတင်းသားအနေနဲ့ပါဝင်တယ်ခုကျွန်တော်ညကိုမြအတင်းတော်မှာပဲကျွန်တော်1984ခရက်က မြေကူမြတင်းတော်ထက်မှရောက်သွားတယ်မြေကူမြတင်းတော်က85မှာကျွန်တော်ကိုတာသနာပြုဆရာဖြစ်ရှင်းပီတောင်ပိုင်းမကွေအင်းနူးပေါ့မြင့်တာမျိုးနေထက်မှစီလွတ်ပါတယ်စီလွတ်ပြီးတော့အဲ့ဒီမှာကျွန်တော်85 86 87 88အထိကျွန်တော်နေခဲ့ပါတယ်အော်ဟုတ်ကဲ့တာသနာပြုဆရာအနေနဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီပြီးတော့ကျွန်တော်တို့ဒိုင်းနေမှာအခုအတင်းတော်70ပါရှိပါပြီဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာအတွေ့အကြုံတွေ ဒီဒိုင်လူမျိုးတွေကိုဒီနတ်စာတွေကိုသာသနာပြုရတဲ့အတွေ့အကြုံတွေဆရာနည်းနည်းပြောပြလို့ရမလားအစားပိုင်းမှာတော့သူတို့ကလုံးဝမကြားချင်ဘူးလက်မခံချင်ဘူးအိမ်သွားပြောရင်လည်းလက်မခံပါဘူးကျွန်တော်တင်ထားတဲ့တပည့်တော်ဖိတင်တာအာကျန်းစာအလွတ်ကျထားတာဒီကျန်းစာကခေါခေါခါခါကျွန်တော်တို့ဖတ်ထားတယ်ဘလို့ဝင်ဟမ်းမလဲဆိုတာအလုတ်တိပေမဲ့အဲ့ဒါဒီတို့နေရောက်တဲ့အခါမှာဘာမှတုံ့ဆလို့မရပါဘူးဆရာဘာဖြစ်လို့လဲဆိုတို့မှမကြားချင်မဲ့ အဲ့တော့ကျွန်တော်ဘာလို့ရလဲဆိုတော့၃ရက်လုံးလို့ကျွန်တော်အစားဆောင်ပြီးတော့ဆူတောင်းပါတယ်ဟုတ်ကဲ့ဆူတောင်းပြီးတော့မှကျွန်တော်ဆူတောင်းပြီးတဲ့နေ့မှာကျွန်တော်ကဘာဆူတောင်းလဲဆိုဘုရားသခင်စပါးဒီမဲနေပြီးရိတ်မဲ့လူမရှိဘူးပြောလို့ကိုတော့ကျွန်တော်ခုတိုင်းနေကိုကျွန်တော်ရောက်လာပါတယ်ဒါပေမဲ့အခုတယောက်မှပြောလို့မရပါလားကျွန်တော်ဘာဆက်လို့ရမလဲကိုတော့ကျွန်တော်ကိုဖုန်ပြပါလို့ဆူတောင်းပါတယ်ဒါနဲ့၃ရက်မြောက်တဲ့နေ့မှာကျွန်တော်အိမ်ပြန်လာတယ်ပြန်လာတော့တူနာပြုတ် ဆရာမပါပဲ။သူလက်လက်ကိုက်နေတာ။อือฮึตุกาซี้แท้เดมะตะตาบูล้ามาจนเนี่ยต้วยတော့เบยล่ะเลยลูกเมเดจนก็ซาซอซูตองพี่เปลี่ยนล่ะมาเดลูกเมပြောတော့เอลุสิจม้าเล่ไก่เนี่ยซูตองไปบาล่ะสุบิ๊ดล้ําปอมมาเวตูเล่หญูเล่กูจนว่าเล่เนี่ยไก่พี่တော့เลยชาอือฮึเอ้าเราจนซูตองไปတော့ ပြောက်သွားတယ်ဗျာဆရာဖျက်ကြည့်တကူတော့ကြာအနာပြောက်သွားတယ်မနေ့ပိုင်းမှာကျွန်တော်ကျဦးဒီမပြောတိတိကျူလာပြောဆရာရေးကျေးဇူးတင်နေတဲ့ကျမလည်းပျောက်သွားပြီတဲ့အဲ့ဒီတော့ဘာကူငင်ပေးရမလဲတဲ့ဒါနဲ့ကျွန်တော်ပြောတယ်ဒီရောသားဒီကျွန်တော်တာသနာပြုဖို့လာတယ်သူတို့ဟောလို့နားမထောင်ချင်ဘူးပြီးတော့ဆရာမကျွန်တော်ကူကူငင်ပါအဲ့ဒီစိတ်တောက်ပြီးတော့မတက်တာဘူးဆိုရင် စူတောင်းရင်တက်တာတယ်ဆိုတာကိုယောသားတွေကိုနည်းနည်းတက်တင်ခံပေးပါလို့ဟုတ်ကဲ့ဒါပြီးကျွန်တော်မှားလိုက်ပါတယ်ဟုတ်ကဲ့ဒါနဲ့မကြမီမှာပဲသူတို့ဝက်မကြီးကဘိုက်နာတယ်ဆရာဟင်းဟင်းနေ့ရက်၃ရက်လောက်အော်နေတာမမွေးနိုင်ဘူးဟင်းဟင်းဒါနဲ့ဒီတရင်လက်ကြောက်ဆရာမကအာစူတောင်းရင်ရတယ်ဆိုတော့ဟင်းဟင်းအဲ့ဒီမေတ္တာစုကကျွန်တော်ကိုဝက်မအတွက်စူတောင်းဖို့ပထမဆုံးလာခေါ်ပါတယ်ဟောဒါနဲ့အေးအောက်ကိုဝင်ပြီးတော့ဝက်မဘိုက်ပေါ်မှာလက်တင်ပြီးတော့စူတောင်းပြီးတော့ တကောင်ပြီးတကောင်မွေးချလာတယ်ဆရာအာမင်ဒါပထမဆုံးဘုရားပေးတဲ့တတိပါပဲမကွေနူးမှာဆရာပုံတော်ထင်ရှားတော့အဲ့ဒီနောက်မှာတော့ဟာဖျားပြီးဆိုလာခေါ်ပြီးစူတောင်းပေးတဲ့တတတဲ့နတ်ဆိုးပူသွားပြီးလာခေါ်တဲ့စူတောင်းတဲ့တတသွားတယ်မက်ဒီကယ်ဒီကသူတို့ရောမှာအများကြီးပါပဲဆရာဟုတ်ကဲ့နောက်ပိုင်းကျတော့မှဖျားကိုယုံလာတယ်อืมယုံပြီးမှကျွန်တော်တို့ကအင်္ဂလိပ်တရားနောက်မှာပြောရတာဆရာဟုတ်ဖျားတခင်တတိကိုမြင်ပြီးတော့ ဘုရားရှိခိုးကိုယုံနေယုံပြီးတော့မှကေတီချင်းနာမလဲဘူးဆိုတော့နောက်ပိုင်းမှာအင်္ဂလိပ်တရားဟောတယ်။အော်ဟောပြီးတော့လက်ခံတယ်ပြီးမှဘတ်တိဇံပေးတာပါ။အော်ဆရာယူအပောင်းပဲနဲ့ယူအလောက်မှာအင်္ဂလိပ်တရားဟောတယ်။အာကျွန်တော်ကစေရစင်္ဂရွာလောက်ကိုတိုင်းနေမှာတော့ဟောခဲ့ပြပါပြီဆရာ3လေးနှစ်အတွင်းထဲမှာဘယ်နှစ်ယောက်လောက်ဗတ္တိဇံပေးခဲ့လဲအမဟုတ်ကျွန်တော်59ယောက်လောက်ကျွန်တော်ပေးခဲ့ပါတယ်ဆရာကျွန်တော်ကိုယ်တိုင်ဟုတ်ကဲ့ဟုတ်ကဲ့ ဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အမ်ပြီးတော့ဆရာကျန်းစာကျောင်းတွေပါလေတက်ထားတာရှိသေးလားအော်အဲ့ဒါပြီးတာနဲ့ကျွန်တော်69မှာတွားပြီးတော့ Faith Baptist Bible College မှာလေဟုတ်ကဲ့ဆရာလူစောမုံဖွင့်တဲ့ကျောင်းမှာတွားပြီးတော့လေးနှစ် BA BS ကိုတွားတက်ခဲ့ပါတယ်ဟုတ်ကဲ့အာပြီးတော့တခြားကျန်းစာကျောင်းအဲ့ဒါကျောင်းလဲပြီးတော့ကျွန်တော်ဆက်ပြီးတော့မှမြန်မာပြီးအနှံ့ပြမှာအင်္ဂလိပ်လုပ်တယ်အာ မလေးရှားတို့သွားတယ်ဘန်ကောက်တို့သွားတယ်အဲ့နောက်တော့ဖျက်ခင်ကြီးကျူးတော့ကြောင်းဘင်္ဂလောမှာပဲကျွန်တော် MD MTH ကိုကျွန်တော်လင်းနှစ်သွားတက်ခဲ့ပါတယ်ဟုတ်ကဲ့ပြီးတော့ပြန်ရောက်လာတယ်၃နှစ်လောက် my sorry မှာစာပေးစာယူ THD နဲ့ကျွန်တော်ကြောင်းပြပါတယ်ဟုတ်အခုဒေါက်တာပွဲရပြီပါနော်ဟုတ်ကဲ့ရပါပြီဆိုတော့မြန်မာနိုင်ငံတိုင်းနေပြည်နယ်ဆက်လေးခုမှာဆရာဘယ်နှစ်ခုလောက်အေးဝင်ကလေးတရားဟောခဲ့ဘူးတိုင်းနေပြည်နယ်ကတော့အကုလုကုန်ပါပြီဆရာ တိုင်းတပြည်လုံးပါပဲနော်ဟုတ်ကဲ့ပါပြီဟုတ်ကဲ့အာကိုင်းကနာပေါင်းစုံပါလဲဟောတယ်ဟောခဲ့ပါတယ်ဗုဒ္ဓဘာသာတွေနတ်စားတွေကိုလည်းဟောတယ်ကျွန်တော်တို့တရားဟောတဲ့အခါမှာအရှိတအများဆုံးကဆရာကြီးကျွန်တော်တော်တိတလောက်ပေါ့နော်ဟုတ်ကဲ့မြန်မာပြည်မှာကိုင်းကနာမျိုးစုရှိတော့နှစ်ချင်းလည်းရှိတယ်အာရှိလည်းရှိတယ်မက်တီလည်းရှိတယ်ကျွန်တော်အင်္ဂလိပ်တော်တဲ့အခါမှာအရှိတကဗုဒ္ဓဘာသာမဟုတ်ဘူးပြဆရာဟုတ် ဒီဘာသာရေးကောင်းဆောင်တွေကကျွန်တော်တို့ကိုမလာဖို့အဲ့ဒါပဲတားတာဒါပဲအကြီးမားဆုံးကျွန်တော်တွေ့ရပါတယ်မိကပဲကျဆာចောင်းထွက်လဲပဲအဖွေးကလည်းဘာလဲမာရလဲဆိုတာသူတို့ခဏခဏမေးလို့လို့ကျွန်တော်မခံချင်လို့ဒေါက်တာဘွေရတဲ့တိကျွန်တော်တက်တာပါဆရာတကယ်တမ်းကျတော့အင်္ဂလိပ်လို့ဖို့အဲ့ဒါမလိုပါဘူးဟုတ်ကဲ့ဟုတ်ပါတယ်တခင်ယေရှုခရစ်တော်ကာလတုန်းကလည်းခရစ်တော်ရဲ့သာသနာပြုလုပ်ငန်းတွေကို စီတာနှောက်ရက်ပြည့်တနာပေးနေတာက ဘာသာရေးကောင်းဆောင်တွေဖာရီရှဲတွေယေပရောဟိတ်တွေဖြစ်တယ်ဆိုတာတိတ်ချတယ်တိတ်ချတယ်အဲ့ဒါပါပဲဒီကာလမှာလဲဒီတိုင်းမှာပဲဖြစ်နေတယ်ဆိုတာလက်တွေ့အတွေ့အကြုံတွေ့ကြုံခံစားတဲ့ဆရာကိုယ်တိုင်ပြောပြတာကျွန်တော်ကြားရတဲ့အတွက်เนาะစိတ်မကောင်းပါဒီအတွက်လဲကျွန်တော်ဆူတောင်းပေးဖို့လိုအပ်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ဆရာအခုဆိုရင်အမှုတော်ဆောင်တက်တန်းနှစ်ပေါင်းဘယ်လောက်ကြာပြီလဲဒါဆိုကျွန်တော်နှစ်ပေါင်း35နှစ်ရှိပါပြီ35နှစ် အတွင်းထဲမှာအာဆရာကိုတိုင်ဗတ္တိဇံပေးခဲ့တဲ့သူတွေပေါ့နော်ဆရာပြောင်းလဲပြီးတော့ဗတ္တိဇံမပေးတဲ့သူတွေလည်းရှိမှာပါဆရာကိုတိုင်ဗတ္တိဇံပေးခဲ့တဲ့သူအယောက်ပေါင်းဘယ်လောက်ရှိမလဲအာဆရာ900ကျော်လောက်တော့ရှိပါပြီအယောက်900ကျော်နော်ဟုတ်ကဲ့အဲနောက်ပြီးတော့တပည့်တော်ဖြစ်တင်နန်းတွေလည်းကျွန်တော်တို့မြန်မာ Grace Ministry ကျွန်တော်တို့အတူတကွလှူဆောင်ခဲ့ဘူးတယ်ဆိုတော့ဟုတ်တယ်ဟုတ်တယ်အာတင်တန်းကျွန်တော်တို့ဘယ်နှစ်လောက်ကျွန်တော်တို့လှုပ်ခဲ့တယ်ဆရာ ကျွန်တော်တို့တင်သားလှုပ်လာတာအခုအပတ်စဉ်16ရက်ပြီရှာ16နှစ်လောက်ရှိသွားပြီပေါ့နော်ဟုတ်တယ်အဲ့ဒါကတပည့်တော်ဖြစ်တင်သားပေါ့အတတိတိမပါဘူးဟုတ်ကဲ့16နှစ်ရှိပါပြီဆိုတော့ဆရာလှုပ်တဲ့တင်နန်းကကျွန်တော်တို့အရင်ကတည်းကလှုပ်ခဲ့တာကအတတိကဲတင်ချင်းတင်နန်းဟုတ်တယ်တလားလှုပ်တယ်အတပည့်တော်ဖြစ်တင်နန်းတုံးလာလုတ်တယ်တုံးလာလုတ်တယ်ပြီးတော့ ship training တုံးလာလုတ်တယ်တုံးလာလုတ်တယ်ဆိုတော့တနစ်ကိုအနည်းဆုံး9လလောက်ကျန်းစာတင်နှန်းလုတ်တယ်ဟုတ်ကဲ့ဆိုတော့ စုစုပေါင်းတင်နန်းဆင်းသွားတဲ့လူတွေဘယ်နှယောက်ရှိပြီလဲဆရာ900ကျော်ပြီဆရာအယောက်900ကျော်ပြီเนาะဟုတ်ကဲ့ဆိုတော့အခုချိန်မှာအမှုတော်ဆောင်တဲ့သူတွေလည်းရှိတယ်လို့အတင်းတော်မှာတမတရားတည်ပြီးတော့အတင်းတော်အတွက်ထောက်မှနေတဲ့အတင်းလူကြီးတွေအချိန်ပိုင်းအမှုတော်ဆောင်နေတဲ့သူတွေ Sunday School ဆရာဆရာမတွေလည်းအများကြီးရှိမှာပေါ့နော်အလုံး90ကျော်ပြီဆရာအခုလက်ရှိအမှုတော်ဆောင်နေတာဟုတ်ကဲ့ဟုတ်ကဲ့ ပါပြီဖြစ်เนาะအမှုတော်မဆောင်လဲသူတို့ကေတင်ချင်းရသွားတယ်တမန်တရားတည်သွားတဲ့အတွက်ဒါလည်းဘုရားခင်နိုင်ငံတော်အတွက်ဖြစ်တယ်ဆိုတာเนาะဘုရားကျေးဇူးတော်ချီးမွမ်းတယ်ဆိုတော့ဒီလိုအမှုတော်ဆောင်တဲ့အခါမှာမြန်မာပြည်ကတော့အများကြီးခက်ခဲရှိတယ်တချို့တွေလည်း sponsor ရှိလို့လောက်တာရှိတယ်လို့တချို့လည်း sponsor မရှိဘူးဆရာကောဘလို့ဒီအမှုတော်အတွက်ဘလို့လောက်ဆောင်ကျွန်တော်တို့အမှုတော်ဆောင်ဒီကကျွန်တော်တို့လည်းအစကတည်းကဒီနေ့ထိလာစား ပေးတာမရှိဘူးကျွန်တော်တို့တင်ထားကြတဲ့ကိုကလာစာမရှိဘဲနဲ့စေတနာနဲ့လှုပ်ဆောင်ဖို့ပဲတင်ထားပေးတယ်ဆိုတော့လေကျွန်တော်တို့ကနဲ့ရှင်းသွားတဲ့လူဒီအားလုံးကတော့ထောက်ပံ့ကြည့်လို့လာစာလို့ဆိုတာမရှိဘူးစာဟုတ်တယ်သူစက်ကပြီးတော့လှုပ်ဆောင်ပြီးတော့အတင်းသားကြီးစီက love give ပဲသူတို့ရကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့ရှိ MGM အဖွဲ့ရှိကနေတော့ဘာမှမပတ်ဖို့နေပါဘူးစာ MGM အဖွဲ့အစည်းကိုယ်တိုင်ကလည်း by faith နဲ့เนาะယုံကြည်ခြင်းနဲ့သာသနာပြုနေတာဖြစ်တယ်။ MGM ဆိုတာမြန်မာကျေးဇူးတော်သာသနာပြုလုပ်ငန်းဖြစ်တယ်။အအခုဆိုရင်တော့နှစ်ပေါင်း18နှစ်လောက်ခရီးသွားခဲ့ပြီ ဖြစ်ပါတယ်။တင်နန်းစင်းတဲ့တင်နန်းသား900ကျော်လောက်ရှိသွားပြီဖြစ်ပါတယ်။အမှုတော်ဆောင်တွေကလည်းယုံကြည်ခြင်းနဲ့ပါဝင်ကြတဲ့အမှုတော်ဆောင်တွေဖြစ်ပါတယ်เนาะ။ဟုတ်ကဲ့။ဆိုတော့ ဝမ်းသာပါတယ်ဆရာအခုဆရာကရန်ကုန်မှာအာမော်ဘီမှာပေါ့နော်ဟုတ်ကဲ့မော်ဘီမှာဒီ MGM အဆောက်ဦးအာစောက်နေတယ်လို့ကျွန်တော်သတင်းကြားပါတယ်ဟုတ်တယ်ကျွန်တော်မြန်မာပြည်အတွက်အခက်အခဲဆုံးကစောက်ဝင်နေရေးမဟုတ်ပါဘူးဆရာဟုတ်ကဲ့ကျွန်တော်တို့တာသနာအတွက်မြေဝေဖို့အိမ်ဆောက်ဖို့ကကျွန်တော်တို့ရတဲ့ life kit နဲ့မလောက်ဘူးဆရာဟုတ်ကဲ့အဲ့ဒါကအခက်အခဲဆုံးပါပဲဟုတ်ကဲ့အခုလည်းတိုင်ထောင်ပြီးတော့ဒီတိုင်းပဲလောလောဆယ်ထားခဲ့ပါတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒါဆရာအခု ရေမှန်းထားတဲ့အရာပေါ့နော်ဟုတ်ကဲ့အာတင်တန်းသားဘယ်နှစ်ယောက်လောက်အိတ်ပြီးတော့ဘယ်နှစ်ယောက်လောက်တင်နိုင်မလဲအဲ့ဒီအဆောက်အော်အဲ့ဒီအဆောက်အဦထဲမှာတော့30တော့အေးအေးရှင်းရှင်း30ကျွန်တော်တို့အိတ်ပြီးတော့တင်နိုင်ပါတယ်ပြီးလို့ရှိဟုတ်ကဲ့ပါပြောပါဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော်တို့ပြီးသွားဖို့ပဲရှိကြတာပေါ့ဗျာပြီးသွားဖို့ဒီအဆောက်အဦပြီးသွားဖို့ကအခုဆရာသိန်းပေါင်းဘယ်လောက်လောက်ဆရာမြုပ်နှံထားပြီလဲအာကျွန်တော်တို့ကခုသိန်းတရာလောက်တော့ကုန်တော့မယ် တန်တန်ကြီးပဲဆိုတော့လေအမိုးတို့တန်တော့ကိုလိုရှိနေပြီအော်ဟုတ်ကဲ့အောက်ဦးမီလည်းကျွန်တော်ခြားပြီးပြီဆိုတော့လေဟုတ်ကဲ့နောက်ပြီးစီးဖို့ဘယ်လောက်လောက်လိုအောင်မလဲဆရာတိတ်နေရလောက်ဆိုအေးရှိရှိလောက်ပါပြီဆရာတိတ်နေရဆိုတာဒေါ်လာ2000ပေါ့နော်ဒေါ်လာ2000ပေါ့ဟုတ်ကဲ့2000ဆိုအေးရှိပြီပါဟုတ်ကဲ့ကြားခင်တက်နိုင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းဆက်လက်ပြီးတော့ဆူတောင်းပေးပါမယ်ဟုတ်ကဲ့ဆိုတော့ဆရာမြန်မာပြည်အမှုတော်ဆောင်ကတော့အာအတွေ့အကြုံ အများကြီးရှိတယ်ရင်းချက်တဲ့ဆရာလည်းဖြစ်တယ်အခုအမေရိကန်နိုင်ငံကိုခိတရောက်နေတဲ့အချိန်မှာဆရာ၆ပတ်ပဲနေမယ်လို့ဟုတ်တယ်ကျွန်တော်တော့မြန်မာပြည်မှာလည်းအလို့အများကြီးရှိတယ်ဆိုတော့လေဟုတ်ကဲ့ကြကြနဲ့ချင်ပေမဲ့၆ပတ်ပဲနေမယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ကျေးဇူးတင်ပါတယ်ဆရာအခု online ကနေပြီးတော့ဆရာရဲ့ဒီအတွေ့အကြုံသက်သေခံချက်တွေကိုနားထောင်နေတဲ့ဓမ္မမိတ်ဆွေတွေအများကြီးရှိပါမယ် ဆိုတော့ဒီဓမ္မမိတ်ဆွေတွေကိုဆရာအနေနဲ့ဘာခွန်အားပေးချင်တာဘာသိစေချင်တာရှိလဲဆရာအနေနဲ့ဝေငါချင်တာလေအတိစိတ်ချင်ဆုံးကတော့ဒီနေ့တူးတက်နေတဲ့ခိတ်မှ online လည်းရှိတယ်စာဥစာပေလည်းအများကြီးရှိတယ် magazine တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီခေါ်ပြောတဲ့ချက်ဒီအားလုံးကနှုတ်ပတ်တရားတော်နဲ့ကိုက်ညီတလားမကိုက်ညီဘူးလားဆိုတာကို ကြားနာတဲ့ဓမ္မမိတ်ဆွေတွေကကောင်းကောင်းကြားဆာနဲ့ပြန်တိုက်ကြည့်ပေးဖို့လိုတယ်။ဘေရီမြူသားတွေကတက်တလုံးနေမြူသားတွေထက်ထူးမြတ်တယ်လို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပဲဆရာပဲလာလာကြီးညိုတဲ့နှလုံးသားနဲ့နားထောင်နေမှားတလားမှန်တလားဆိုတာကိုအေးရောက်မှကြားဆာနဲ့ပြန်တိုက်ကြည့်တယ်။ဟုတ်ကဲ့။မှားရင်လက်ခံတယ်မှားရင်ပယ်လိုက်တယ်။ဟုတ်ကဲ့။ကျွန်တော်တို့ချင့်တောင်ပါလေဆရာ။ကျွန်တော်ကကြက် အเจ้าကိုလေးလာတယ်ဗျအဲ့ဒီကြက်ကိုမနေ့ပိုင်းမှာကျွန်တော်တို့အစာကျွေးတယ်ဟာကြက်ဖရောကြက်မရောကြက်ကလေးတွေတအုပ်ကြီးလာစားတယ်နောက်နေ့နေ့ပိုင်းဝါလာပြီဆိုတော့ကြက်ဖကကြက်မနောက်ကိုလိုက်တယ်လိုက်လိုက်ပြီးတော့ကြက်မကမူပြီးတော့လေဟိုခုံဒီခုံဟိုဆောင်ဒီဆောင်နဲ့လေကြောင်ပိတ်ပြီဆိုရင်သူကကြောခေးပေးလိုက်တာပဲဟာဟုတ်ကဲ့အဲ့ဒါတမနေ့ပေါ့နော်ဟုတ်ကဲ့ကြက်ဖအနီကအပေါ်မှာရောက်သွားပြီ ျမကဘာမှမငင်းတော့ဘူးဟုတ်ကဲ့ပဲလုလိုက်တယ်ဟုတ်ကဲ့နောက်တနေ့အစာပြန်ကျွေးတော့လဲကြက်ဖအဖြူပြန်လိုက်ရင်လဲဒီတိုင်းပဲလိုက်လိုက်လိုက်ကြောင်ပိတ်ပြီဆိုတော့ဟုတ်ကဲ့ပဲဟွန်းဆိုတော့ဒီကနေ့လာဟောတဲ့ဆရာတိုင်းကိုဓမ္မမိတ်ဆွေတွေကဟုတ်ကဲ့မလုတင်ဘူးစာဟွန်းချင်းတောင်ကကြက်မလို့မလုတင်ဘူးဟုတ်ကဲ့မှားသလားမှန်သလားဆိုတာကိုကျွန်တော်တို့ကြားစာနဲ့တိုင်းကြည့်ပြီးတော့ကိုင်းညီမှပဲလက်ခံတင်တယ်လို့ကျွန်တော်အဲ့ဒါ ဟုတ်ကဲ့ဓမ္မမိတ်ဆွေတွေကိုသူတဖြစ်မှချင်ပါတယ်လို့ဟုတ်ကဲ့နောက်ဆုံးတော့ကာလပါအင်မတန်မှအရေးကြီးသောအရာဖြစ်ပါတယ်ကျွန်တော်တို့ဆေးထိုးမှရင်တော့လူတယောက်ပဲတည်မယ်ဒါပေမဲ့တရားဟောဆရာတယောက်မှားသွားရင် လူတွေအများကြီးဆုံးရှုံးပျက်စီးပြီးငရဲသွားဖို့ရှိပါတယ်ဆရာပြောတဲ့အဖြစ်ပြက်လေးကတကယ်သင်ခန်းစာယူဆရာပါဒါကြောင့်ကျွန်တော်တို့ဟောတိုင်းပြောတိုင်းနှုတ်ကပတ်တော်လာဝေငတ်တိုင်း ကျွန်တော်တို့ခံယူတဲ့မခံယူတဲ့နှုတ်ကပတ်တော်နဲ့ညီမညီဆရာနေတဲ့တတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းသူပဲကျေးဇူးတင်ပါတယ်ခုလိုပြောပြခွင့်ရတာလေဟုတ်ကဲ့အော်ဆရာဒါနဲ့ကျွန်တော်မေ့တာရှိသေးတယ်ဆရာစောင်းပါးတွေအများကြီးရေးတယ်လို့ကျွန်တော်ကြားတယ်ဟုတ်ကဲ့ဆရာကျွန်တော်တော့စောင်းပါးတော့ဓမ္မစောင်းပါးတွေကျွန်တော်ရေးပါတယ်ဟုတ်ကဲ့ဆရာဓမ္မစောင်းပါးတွေလည်းလူတော်ကြိုက်တော်တော်များတယ်အရင်တော့တပိုးမုတ်တံမှာရေးတာကျွန်တော်တွေ့ဘူးတယ် အခုဆရာကအဲ့ဒီအစီအစဉ်ဆရာဆောင်းပါးတွေကိုဘယ်လိုလုပ်ထားလဲဆရာကျွန်တော်ကဖျားခင်ကြီးစုတော်ကြောင့်လေဆရာစလိုက်ခီကျိုင်းနဲ့လေးရေးတယ်ဇေနနဲ့လေးရေးတယ်ဟုတ်ကဲ့ဘောခီကျိုင်းနဲ့လေးကျွန်တော်ရေးပါတယ်ဟုတ်ကဲ့အဲ့ဒီကလောင်နာမေဒီနဲ့လေဟုတ်ကဲ့အဲ့တော့တက်ထော်ရာဒီမှာလေတခါတခါပါတယ်တပုံမှုတာမှာလေထဲတယ်အထူးသဖြင့်တော့ကျွန်တော်ညီကူမြတင်းတော်ကဓမ္မဆာဆောင်ထဲမှာပါလာတတ်ပါတယ်ဟုတ်ကဲ့အဲ့ဒီတော့အခုတော့ဒီ ရေးထားတဲ့ဆောင်းပါးဒီအားလုံးကိုပျောက်ပြက်မှဆုလို့လေရှာဟုတ်ကဲ့ဆာဥတုပ်နဲ့ပေါင်းချုပ်ပြီးတော့ကျွန်တော်ထုတ်ထားပါတယ်လို့ဟုတ်ကဲ့အခုလည်းလို့ပေးထားလဲဆရာအာကျွန်တော်ဝိညာဉ်ခွန်အားကိုဖြစ်စေမဲ့နှုတ်ကပတ်တော်ဓမ္မဆောင်းပါးပေါင်းချုပ်လို့ကျွန်တော်ပေးထားပါတယ်ဟုတ်ကဲ့မြန်မာကြည့်ကျူတော်သာသနာအနေနဲ့ပထမဆုံးထုတ်ကြည့်ရပါအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဖတ်တဲ့သူတော်တော်များပါပဲเนาะဆရာအဲတထောင်ထုတ်တာ ကုန်ကုန်ပြီစာဩဟုတ်ကဲ့ကျေးဇူးတော်ပဲပောက်ပါတယ်ဟုတ်ကဲ့ကျေးဇူးတော်ချင်းမှန်ပါတယ်ပောက်တယ်လို့ခေါ်ရမှာပါနော်ဘုရားခင်အတုံးပြုပါတယ်ကျေးဇူးတော်ချင်းမှန်ပါတယ်တတိခံချက်ဒီကနေ့ကြားနာတဲ့ကဘာမှာရှိတဲ့သူအားလုံးပေါ့နော်ဟုတ်ကဲ့ကောင်းကြီးမင်္ဂလာခံစားနိုင်ကြပါစေဆရာအတွက်လည်းဆက်လက်ဆုတောင်းပေးပါလောကမှာဘုရားခင်ထားတရွေ့တော့နော်ဟာလို့အုံးပါဆရာဟုတ်ကဲ့လို့အုံးပါဆက်ပြီးတော့တင်တန်းဒီလို့အုံးမယ်တရားဒီလည်းဆက်ဟောအုံးမယ် တော့ကျွန်တော်နောက်ဆုံးနည်းနည်းမှချင်တာပေါ့လေဟုတ်ကဲ့ဒီကနေ့ကျွန်တော်တို့ကြံသေးတဲ့အသက်တာကိုဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ခရစ်တော်၌ရှိပြီဆိုရင်ပြောင်းလဲပြီဆိုရင်တော့ကျွန်တော်တို့စိတ်လွတ်မလားကိုယ်တိုင်သွားမလားဟုတ်ကဲ့ဒီတစ်ခုမဟုတ်တစ်ခုတော့လုတ်တင်ပြီခရစ်တော်အမှုတော်အတွက်ကိုယ်တော်မကြွလာခင်မှာတော့ ိဿတင်းပြီဆိုတော့ကိုမှတ်ချင်ပါလေဟုတ်ကဲ့အာမင်ယေရှုတင်ပါလေဘုရားခင်ကောင်းကြီးပေးပါစေဆရာအာမင်